အတွင်းရန်သူတာမရှိရင်ဘယ်အပြင်းရန်သူကမှ ကိုယ့်ကိုနာကျင်အောင် ခံစားရအောင်လုပ်နိုင်မှာမဟုတ်ဘူးဆိုလိုတာကကိုယ့်ရဲ့စိတ်ကိုယ့်ရဲ့ခံစားချက်တွေကလာကိုယ့်ကိုနာကျင်အောင်လုပ်နိုင်တာပါအပြင်းဘယ်သူကမှမလုပ်နိုင်ပါဘူးနေအောင်ကြီးရှိတဲ့နေရာမှာအရေးဆိုတာရှိမှာပဲအဲ့လိုပဲ စူးစမ်းမှုတွေရှိတဲ့နေရာမှာအခက်အခဲတွေဆိုတာလည်းရှိနေမှာပဲအဲ့လိုပဲအခွင့်အလန်းတွေလည်းရှိနေမှာပဲဒီလိုစူးစမ်းမှာရေကငြိမ်နေလို့တော့မိချောင်းမရှိဘူးလို့မထင်လိုက်ပါနဲ့အဲ့လိုပဲနေရာတစ်ခုဟာတည်ငြိမ်နေလို့ငြိမ်သက်နေလို့အန္တရာယ်မရှိဘူးလို့တော့မထင်လိုက်ပါနဲ့ တခုခုကိုကြောက်လိုက်ပြီဆိုလို့ရှိရင်ကိုကအဲ့ဒီအရာကို ကိုကိုယ်တိုင်ပါဝါတယ်ပေးလိုက်တာပဲကိုကြောက်လိုက်တဲ့အရာကကို ကိုပြန်ဒုက္ခပေးနိုင်ဖို့ကိုကိုယ်တိုင်စွမ်းအားတွေပေးလိုက်တာပဲဘလောက်ကြာမှလဲလို့မေးလိလိပူကြလေလို့ခံစားရလိလိပဲမြင်းတကောင်ဟာ ဘလောက်ပဲမြန်မြန်ပြေးနိုင်ပါစေသူ့ရဲ့အမီးကိုတော့သူရှောင်လွဲပြီးတော့ပြေးလို့မရဘူးအဲ့လိုပဲဘဝမှာကိုလုတ်တဲ့အရာတွေကသာကိုနဲ့အမြဲတမ်းအတူတူရှိနေမှာ ကောင်းတာတွေလုပ်ရင်ကောင်းတာတွေရှိနေမယ်မကောင်းတာတွေလုပ်ရင်ကိုပဲသွားသွားကိုနဲ့အတူတူမကောင်းတာတွေကလိုက်နေမှာပဲတည်တည်စားကြည့်ရင်တော့တည်ပင်တက်ရမှာပဲအောင်မြင်မှုတွေလူကြည့် ကြီးပွားချမ်းသာမှုတွေလူကြည့်ရင်တော့အောင်မြင်အောင်ကြီးပွားချမ်းသာအောင်အသေးလေးစူးစမ်းရမှာပဲပြီးကျင်တဲ့အချိန်မှာပြေးပါကွာဆိုတဲ့အရာကဘယ်တော့မှပြီးမှာမဟုတ်ဘူးနာမကြရတဲ့သူရဲ့ဘေးကိုတူတူလေးသွားပြောတာမျက်စိမမြင်ရတဲ့သူကိုမျက်စိမှိတ်ပြတာတော့ဟာအချိန်လေးပဲအဲ့လိုပဲကိုယ့်ရဲ့ဘဝမှာ ကိုယ့်အတွက်ကိုယ့်ဘဝအတွက်အတုံးဝင်တဲ့အရာတွေမကောင်းတဲ့အရာတွေကိုနေတိုင်းလုပ်နေတာကကိုယ့်အတွက်အောင်မြင်မှုအတွက်အခြေအနေဖြစ်နေပြီ။စိတ်ယောဂတွေအတွက်သက္ကလုံတွေဆိုတာကဆရာဝန်ပဲ။ဒီတော့စိတ်ခံစားမှုတွေပြင်းထန်နေတဲ့သူတွေကိုသက္ကလုံတွေနဲ့ကုသပေးတဲ့ ကိုကဘာစကားကောင်းတာမှမပြောနိုင်ရင်ဘာမှမပြောရမယ့်ကောင်းပါလေကျေနာမှုပါတယ်လုပ်ရတဲ့ခုကဘလောက်ပဲတည်တည် အချီးနှီးဖြစ်မသွားဘူးပျောက်ဆုံးမသွားဘူးဒါကတော့ကျွန်တော်လူငယ်ပြီကျွန်တော်မိတ်ဆွေတွေတို့ဘဝအတွက်တန်ဖိုးရှိတဲ့ဆူမျိုးများတာဖြစ်ပါတယ်ကျွန်တော်ရဲ့လူငယ်တွေနဲ့မိတ်ဆွေတွေဟာလည်း နေ့တစ်နေ့ကိုပျော်ပျော်ရွှင်ရွှင်နဲ့ဖြစ်သိရင်အောင်မြင်ပျော်ရွှင်တဲ့ဘဝတွေကိုရရှိဖို့ကျွန်တော်ဆုတောင်းပေးပါတယ်ကျွန်တော်ကတော့ကုညာလေးအောင်ပါ